ကျွန်တော် creating ကအစာစာအဲအားကစားမလုပ်ခင်တောက်တာနဲ့အားကစားလုပ်ပြီးမှတောက်တာဘယ်ကကောင်းလဲဆိုတော့ပြောပြပေးပါမယ်အားကစားမလုပ်ခင်ကျွန်တော်တို့ creating တောက်ခြင်းအပြင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတဲ့ဟာလေးကိုပြောပြအောင်ဖြစ်ပါတယ်ဘယ်လိုလူတွေက တောက်တင်လဲပေါ့နော်အဲ့ဒါလေးပါကျွန်တော်ထည့်ပေးပါမယ်အဲ့ဒါဆိုအောင်ကစားမလုတ်ခင်မှာကျွန်တော်တို့အောင်ကစားမလုတ်ခင်နည်းနည်းလေးဥမာ15မိနစ်နိုင်ရွယ်လောက်ချားတောက်လိုက်ခြင်းအပြင်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဒီအောင်စားလုပ်တဲ့ချိန်မှာ performance physical performance ကိုကောင်းသွားတယ်သူ energy ထွက်တာများတဲ့ energy expenditure များတဲ့အတွက်ကြောင့်မလို့သူကဒီကျွန်တော်တို့ performance ကအရင်ထက်ဆိုင်အများကြီးကောင်းသွားတယ်တခါလေးကတချို့လူတွေမှာဆိုတာက ဟို placebo effect လည်းဖြစ်နိုင်တယ်ဘယ်လိုမျိုးလဲဆိုတော့ပုံမှန်မနေကြအလေးထက်ကွာနည်းနည်းလေးတိုးမနိုင်တာမျိုးအလေးပုံနိုင်လာတာမျိုးတော့အကယ်အလေးမနိုင်ခဲ့ရင်တော့အကျဉ်းကြီးပေါ့နော်အကျဉ်းကြီးပို့ပြီးတော့ repetition နဲ့နဲ့ပုံများသွားတာမျိုးတော့အဲ့လိုမျိုးဟာကြီးလည်းဖြစ်တယ်လို့ research ဒီမှာထည့်ရေးထားပါတယ်အဲ့လိုဆိုတော့အဲနောက်တစ်ခါကျတော့ဘယ်လိုမျိုးအတွက်ကောင်းလဲဆိုတော့ဒီလိုမျိုးအောက်ကစားအပြေး track and field သမားတွေပေါ့အပြေးသမားတွေ endurance ဘက်သွားတယ် endurance ဘက်မှာ ် endurance athletes တွေပေါ့နော် endurance အကူအသမားတွေဆိုရင်ဘာဖြစ်မလုပ်ခင်မှာတောက်တာကလည်းအများကြီးအကျိုးရှိပါသူတို့ performance အတွက်အများကြီးတည်တည်တတတိုးတက်လာနိုင်တယ်အဲ့လိုမျိုးဆိုတော့ဒါကကိုယ် physical performance ကိုပိုကောင်းခြင်းနဲ့ဟိုပို့ပြီးတော့ဟိုဒီအကစားဒီကိုယ်လုံးမဲ့ movement တွေပို့ပြီးတော့ဟိုစမ်းဆောင်ရေးပိုကောင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အကစားမလုပ်ခင်ကြိုးစားသွားဖို့လိုအပ်ပါတယ်အဲနောက်တစ်ခါကျတော့ကျွန်တော်တို့ဘလို့လူတွေမှာကျွန်တော်အားကစားလုပ်ပြီးတောက်တင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့က ဒီအင်္ဂစားလုတ်ပြီးသွားလို့ recovery ကောင်းခြင်းနဲ့ဒီခါလေးကြာရင်ကိုကလေ့ကျင့်ခန်းလုပ်လို့ muscle groups တွေအများကြီး train ထားရတဲ့အချိန်မှာ muscle fatigue ပေါ့ muscle အဲပင်မနွမ်းနေခြင်းပေါ့နော်ကြွက်သားတွေတောင်တင်းနွမ်းနေခြင်းဖြစ်တဲ့အချိန်တွေမှာဆိုရင် muscle recovery ဖြစ်တာပုံမြန်အောင်လုပ်ပေးမှာဒီ creatine တွေကအဲ ပြန်ပြီး recover ဖြစ်တာပိုပြန်ကောင်းစေနိုင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ muscle ရဲ့ quality ပေါ့နော် muscle quality တော့ကြတော့ရေကိုရေကိုဆုပ်ယူ muscle ထဲမှာလိုအပ်တဲ့ရေဓာတ်ကိုဆုပ်ယူလိုက်တဲ့အတွက်ကြောင့်ကျွန်တော် muscle quality muscle size တွေကျွန်တော်တို့ရဲ့ဟိုဒုတဲ့အဖြစ်ငကိုထက်ဆိုင်ရင်နည်းနည်းပိုကြီးလာမယ်။ဒါပေမဲ့ဟိုလိုမျိုးလုံးဝ hypertrophy ထိဖြစ်သွားမယ်လို့ research တွေမှာမေးထားရမယ်။ပုံမှန်ငကိုကျွန်တော်ကြော်သား size ထက်ဆိုင်ရင်နည်းနည်းလေးပိုပြီး increase volume က increase ဖြစ်လာမှာဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ ဒီ creating ကိုအင်္ဂစားလုပ်ပြီးတော့မှတောက်တဲ့လူတွေအတွက်ကရရှိနိုင်မယ့်အကျိုးကျေးဇူးဖြစ်ပါတယ်။ဒါပေမဲ့ research paper တွေမှာဆိုရင်သူကမလုတ်ခင်တောက်တာနဲ့လုတ်ပြီးတောက်တာကအရင်အကျိုးကျေးဇူးမကွာဘူးပြီးတော့ဟိုမလုတ်ခင်တောက်လို့လည်းရတယ်လုတ်ပြီးတောက်လို့လည်းရတယ်တချို့ research တွေမှာဆိုမလုတ်ခင်တောက်တာကိုပို့ပြီးဦးစားပေးတယ်တချို့ research တွေမှာဆိုရင်အဲလုတ်လေ့ကျင့်ခန်းလုတ်ပြီးမှတောက်တာကိုပို့ပြီးတော့ဦးစားပေးတယ်။ဘာကြောင့်လဲဆိုတော့တချို့ research တွေမှာမလုတ်ခင်တောက်တာကိုဦးစားပေးတာဘာကြောင့်လဲဆိုတော့အဲ့ထက်မှာပါတဲ့ကျွန်တော်တို့ဒီ research တွေမှာပါတဲ့ participant တွေက ကျွန်တော် body builder တွေမဟုတ်ဘူးသူတို့ကြတော့ဥမာအပြေးသမားတို့ဒီ athletes ဆိုတော့ Olympic level athletes တွေဟာကစားရင်မှသူတို့လောက်ထား research paper တွေဆိုသူတို့ကြတော့ endurance ပဲသွားတာ physical activity physical performance ကောင်းအောင်လုပ်ချင်တဲ့လူတွေကြတော့သူကအကစားမလုပ်ခင်ကြိုးတောက်ထားကြတယ်တချို့ကြတော့အဲတချို့ research ကြတော့ body builder တွေနဲ့ပတ်သက်တဲ့ခုနပြောတဲ့ ဟိုပတ်သက် participant တွေက body builder တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကြာ muscle recovery နဲ့ပတ်သက်တဲ့ research တွေအဓိကပူးစားပြီးလုပ်တဲ့အတွက်ကြောင့်သူဒီအားကစားလုပ်ပြီးတော့မှတက်ခိုင်းတာမျိုးတွေလုပ်ပါတယ်အဲ့လိုဆိုတော့မိတ်ဆွေကဘယ်လိုမျိုးအားကစားသမားလဲပုံမူတည်ပြီးတော့မိတ်ဆွေရဲ့ညီမချက်ကဘယ်လိုပုံမူတည်ပြီးတော့မိတ်ဆွေက creating ကိုတောက်လို့ရပါတယ် ဟိုအခုဟိုမကစားခင်တောင်းလိုက်လို့ကိုအမြင်မကစားခင်တောင်းအောင်မလည်းမဟုတ်ဘူးကိုလိုအပ်တယ်လို့ကိုခွဲပြီးတောင်းလို့လေအဲ့လိုရှုပ်ဆိုမကစားခင်အမှမြင်ဒါဆိုကက်ဆူးနဲ့လာရဲဆိုကိုကကက်ဆူးတစ်ခုမှာသူက1 gram ပေါ့နော်1 gram ပါတယ်ဆိုရင်အဲတချို့ဆိုကျွန်တော်တို့ creatine ကကျွန်တော် optimal nutrition နဲ့ပါတော့ဆို 5g လောက်ပါပါတယ်ဆို1 scoop ကို 5g ဆိုရင်တကယ်လို့ကိုကအဲ့လောက်အများကြီး 5g မတောက်ချင်ဘူးဆိုရင်ကိုကဥပမာပြင်ဒီလိုမျိုး capsule ဆိုရင်အားကစားမလုပ်ဘူး အဲလက်ချင်ကမလုပ်ခင်နှလုံးလက်ချင်ကလုပ်ပြီးနှလုံးအဲ့လိုမျိုးပြတ်တောက်လို့လည်းရတယ်အဲကိုယ့်ရဲ့ကိုလိုချင်တဲ့ body ကိုတော်မူဒီကိုယ့်ရဲ့ကိုယ့်ရဲ့ဒီကိုယ်စောနေအင်္ဂစားပုံမူတည်ပြီးတော့ကိုကပဲချေတောက်အောင်လဲဆိုတော့ဆုံးဖြတ်လိုက်ရပါတယ် အဲအဲ့လိုဆိုတော့ဟိုတချို့ကြတော့လေတကယ် body builder တချို့တကယ် professional body builder ဆို loading dose loading load တယ်ဘာလို့ loading load လဲဆိုတော့ဒီ creatine ကိုမှပမာဏအများကြီးတောက်တယ်ဟိုအဲ့ဒါကိုရက်ရက်တစ်ပတ်လောက်ပေါ့လေးငါးရက်လောက်တောက်ပြီးတော့မှဖြည်းဖြည်းချင်း deal off လုပ်သွားတယ်ဖြည်း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 ချင်း short သွားတာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့အခု video ကြည့်ရလူတွေက professional level athlete မဟုတ်ဘူးဆိုရင်တော့အဲ့လောက်ကြီးလုပ်ရမလိုလောက်ဘူးလို့ကျွန်တော်ယူတာပါကျွန်တော် grand professional မဟုတ်ဘူးကျွန်တော်ဆရာဝန်ဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော် grand ကလည်းဒီ body builder line အလုံးဝကြီးပေါ်ဖြစ်နေတာမဟုတ်ဘူးကျွန်တော် ဟိုကျမ်းမာရေးအရာလေ့ကျင့်ခန်းလုပ်တယ်အဲ့လိုဆိုကျွန်တော်တီးရဘုဒ္ဓတာလေးရောကျမ်းမာရေးရှူတောင်းလေးနဲ့ကျွန်တော်ဖြစ်ပြောပေးတာဖြစ်ပါတယ်အဲ့လိုဆိုကျွန်တော်တိထားတဲ့ဘုဒ္ဓတာအနည်းငယ်ကိုတော့ပြောပြရဖြစ်ပါတယ်အဲ့လိုဆိုတော့တကယ်အသေးစိတ်သိကျင်နေဆိုရင်နော်တကယ် professional bodybuilder တွေသူတို့ ਨੇ မေးတာတော့ဟိုကောင်းပါတယ်ကိုသွားချင်းနဲ့နှမ်းကြောင်းပေါ့နော်အဲ့လိုမျိုးအဲ့လိုဆိုတော့ဒါမှမဟုတ်ဒါကတော့ကျွန်တော်တို့ကဒါ supplement တစ်ခုအနေနဲ့ကျွန်တော်တော့သုံးတာဖြစ်တယ်အဲ့လိုဆိုတော့ ဟိုမိတ်ဆွေတို့လည်းဟိုတခြားမိတ်ဆွေနဲ့မိကွန်းနေရှင် comment section မှာပြလို့ရပါတယ်။ဒါပေမဲ့အဲ့ဒါတော့ကျွန်တော်အမြဲတမ်းပြောပါတယ်။ကျွန်တော်တို့ဒီဆရာဝန်ဖြစ်တဲ့အတွက်ကြောင့်တော့ medical perspective ကိုပဲကျွန်တော်အဓိကပြောထားဖြစ်တယ်။အဲ့လိုဆိုတော့ဟိုတခြားလေးကိုကဆရာဝန်နဲ့တခြားတိုင်းမှာကို့မှာတခြားယောဂအခန်းတွေပဲရှိရဆိုရင်လည်းတခြားတိုင်းမှာတော့ဖို့လိုပါပါတယ်။အဲ့လိုဆိုတော့ဟိုဒီမိကွန်းကိုမိရဲ့ဟိုညီလေးလည်းဟိုဒီဗီဒီယိုမှာရှိပြီးလောက်ပြီးလို့ထင်ပါတယ်။အဲ့လိုဆိုတော့ဗီဒီယိုအစောနေ့ကြည့်ပြီးတော့အားလုံးကိုကျေးဇူးများတင်ပါတယ်။